ရီဆန်ရှင်းဆိုတဲ့ကောင်က အခုလက်ရှိမက်တာထဲမှာ nav ခံရပြီးနောက်ပိုင်းကျန်းနေသေးရဲ့လားဒီဟီးရိုးနဲ့ပတ်သက်ပြီးပြိုင်ပွဲတွေမှာသုံးတဲ့ tips and trick နည်းနည်းပါးပါးနဲ့ weakness and strength အားသာချက်အားနည်းချက်လေးတွေအကြောင်းပြပြမယ်ပထမဆုံးအနေနဲ့ဒီကောင်ရဲ့ ultimate vision ပေါ်တဲ့ duration ကို20စက္ကန့်အထိတောင်ရှော့လိုက်တဲ့အမှန်တိုင်းပြောရင်ဒါကလုံးဝကိုမသိတာတဲ့အချက်ပဲဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲတွေမှာကြတော့ ဒီကောက် Ultimate Global Vision ကိုပထမဆုံးအနေနဲ့ Hero Gun ရဲ့နေရာတွေမှာတုံးတယ် Enemy ၅កောင်လုံးရဲ့ Vision တွေကိုမြင်နေရတာဖြစ်တဲ့အတွက် Hero တကောင်ကို Gun တဲ့နေရာမှာပြည့်ပြတ်သားသား Gun လို့ရတယ်ဒီမှာဆိုရည်ဆန်းရှင် Vision ဖြန့်လိုက်တာနဲ့တကောင်ထဲရှိတဲ့ Header ကို RD တွေဘာတွေအကုန်ပေးပစ်ပြီးတော့ပြည့်ပြတ်သားသားကို Gun ပလိုက်တာဒီလို Gun ဖို့ဆိုတာသူ့ဟာသူ Vision Duration 5စက္ကန့်ကနေ2စက္ကန့်မကလို့10စက္ကန့်ပဲလျှော့လျှော့ဘာမှထူးခြားသွားတာမျိုး မရှိဘူးအဲ့ဒါအပြင်ပရိုပွဲတွေမှာရည်စမ်းရှင်နဲ့တာတယ်လော့ objective ပေါ်နေတဲ့အချိန်တစ်ဖက်ဂျန်ဂလာအနားမှာမရှိတာနဲ့မထင်မထင်သလို global vision ကျဲပြီးတော့အ мян ဖို့ချတဲ့ game play ကိုအားလုံးပဲခဏခဏမြင်ဘူးကြမှာပါအခုနောက်ပိုင်းဆိုရင် enemy ကရည်စမ်းရှင်ပါတာနဲ့တာတယ်လော့ objective တွေထွက်တဲ့အခါ ို့ဂျန်ကလာကိုအနားမှာအမြဲတမ်းခေါ်ထားရမလို့တောင်ဖြစ်နေပြီမထင်မထင်သလိုလစ်တာနဲ့အ мян ဖို့ပြီးယူယူသွားတာဒါကလည်း global vision ကြောင့်အများကြီးပါတယ်အဲ့ဒါကြောင့်မလို့ခုနကလိုပဲ vision duration short လဲဘာမှသိတာမှမဟုတ်ဘူးနောက်ထပ်အနေနဲ့ရီဆန်ရှင်ရဲ့ weakness အကြောင်းနည်းနည်းပြောမယ်ဒီကောင်းရဲ့အဓိကအကြီးမားဆုံး weakness က scale 1ပဲ scale 1မရှိတော့တဲ့အခါတက်ရတာအရန်လွဲတယ်အဲ့ဒါကြောင့်လဲအသင်းတွေက စကေးဝမ်ပြီးသွားတာနဲ့အသေးလိုက်လောက်တာဒီမှာဆိုရင်လဲဇိုင်ဒါအနေနဲ့တန်းသိရောပဲပရိုပွဲတွေမှာကစကေးဝမ်ကိုတခုခုဆို ဖြစ်တယ်လို့ရှောက်သုံးလို့မရဘူးအရန်သတိထားရတယ်ဒါနဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင် SK Space ဆိုလို့စကေးဝမ်ကို အရန်ဒီပန်းတန်လှုပ်ထားတဲ့ဟီးရိုးဖြစ်တဲ့အတွက်ဂျန်ကလာတကောင်အနေနဲ့တာတဲ့ log objective fight တွေမှာတိုးရတာခတ်တယ်လို့ enemy ဘက်ကကြည့်မယ်ဆိုရင်ဇုံရတာလွဲတဲ့ဒီမေတာရဲ့ ဇုံရအလွယ်ဆုံးဂျန်ဂလာဟီးရိုးတစ်ကောင်ကိုပြောပါဆိုရင်တော့ရည်စမ်းရှင်ပဲဒီကောင်ပါရင် objective တိုးရဖို့ဆိုတာတော်တော်ခက်တယ်အဲ့ဒါကိုမှဒီမန်တာမှာ scale 1 immune second ကို0.4ထိပါ short လိုက်တော့ brother တို့အနေနဲ့ဒီကောင်ကြီးတုံးလို့ရပါအောင်မလားထင်ကောင်းထင်ရလိမ့်မယ်ဒါပေမဲ့လည်းအဲ့လိုမဟုတ်ဘူးဗျ pro အသင်းတွေအနေနဲ့ဒီဇုံခံရတဲ့ပြဿနာကို ဖြေရှင်းဖို့သူတို့မှ in game play လေးတွေရှိတယ်ပထမဆုံးအချက်က ဒီဆန်းရှင်ရဲ့ vision ကျဲပြီးလှေကင်ထားလို့ရတဲ့စက္ကန့်က15စက္ကန့်အထိရှိတဲ့အတွက်တသေးလုံးဝပေးလိုက်ပြီးတစ်ဖက်ကစပဲကုံသွားမှအသေးလိုက်တူချတာဒုတိယအချက်အနေနဲ့ကတော့ကိုကို objective fight တွေမှာအဓိကဇုံးမဲ့တစ်ဖက်က exp လိမ့်တာကိုတသေးလော့တွေမထွက်ခင်မှာ error တက်အောင်လုပ်တာတို့သွေးလျှော့တာတို့အားလိထဲကစပြီးခဏခဏဂန်ပေးတာဒါဆိုကို့အနေနဲ့ objective fight တွေမှာ pressure king king နဲ့ စောက်ခွင့်ရမယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ restore နည်းနည်းများတယ်ဒီဗီဒီယိုအစမှာလဲတခါပြောခဲ့တယ် objective ထွက်ထွက်ချင်း do or die အမြန် force ချတာ falcon ဆိုရင် maxman သုံးကောင်နဲ့တာတယ်ဖို့ပြီး retreat ပောက်တဲ့နေရာမှာတော်တော်လေးနမယ်ကြီးတယ်တခြားအသင်းတွေကတော့ vision ဖွင့်လိုက်လို့ enemy jungle အနားမှာမရှိမှ force တာပေါ့နော်ဒါပေမဲ့လဲ falcon ကတော့သုံးဆန်တိုင်းပဲ do or die enemy jungle ရှိရှိမရှိရှိ တန်းဖို့တာပဲဒါကတော့ကိုယ့်ဟာကို risk ယူရဲလားမယူရဲလားအပေါ်မူတည်တာပေါ့ကဲအခုကတော့နောက်ဆုံးအချက်ရောက်ပြီနောက်ဆုံးအချက်အနေနဲ့ကတော့ log တာတဲ့ objective အပီးပေးလိုက်ပြီးတော့ကိုယ့်ဘက် position ကို ရောက်နေတဲ့လာဆုံးတဲ့ကောင်ကိုပြန်တီးတာဇုံးတဲ့ hero တွေရဲ့အဓိကပြဿနာက enemy ဘက်ချမ်းထိ လာပြီးတော့မောင်းထုတ်ရတာဖြစ်တဲ့အတွက်သူတို့ရဲ့ position တွေက များသောအားဖြင့်အောက်နေလေရှိတယ်ဒီမှာဆိုလို့ရှိရင် ကာတီးစီကလော့ကိုလုံးဝအရှင်းပေးလိုက်ပြီးလက်ပုကိုအသေးလိုက်တီးတာသူတို့အနေနဲ့ဘတ်တယ်ကိုအဓိက focus လိုက်တော့လော့တော့ပေးရတယ်ဟီရိုကီ၄កောင်လောက်ကိုယာသွားတာဒါပေမဲ့တခုရှိတာအခုလက်ရှိ MPF ဖိလစ်ပင်းမှာ Sanford ဆော့သွားတဲ့နဂားနဲ့ Alice လိုកောင်တွေက enemy ကိုဇုံးပြီးတော့လွယ်လွယ်ကူကူပြန်ထွက်သွားလို့ရတာဖြစ်တဲ့အတွက် liquid နဲ့တွေ့ရင် enemy ရီဆန်းရှင်းပါလာတာနဲ့ objective တွေလည်းပေးရတယ်ဟီရိုကီတွေလည်းပြန် trade ရတာခက်ခဲတယ် ထားပါတော့ဗျာဒီနေရာမှာကျွန်တော်အဓိက message ပေးချင်တာကမွန်သွန်းအနေနဲ့ scale 1 immune duration nav တယ်ဆိုလဲ pro player တွေဘက်ကဒီ scale 1နဲ့ပတ်သက်တဲ့ပြဿနာတွေကို အရင်မဲတာထဲကဖြေရှင်းပြီးသားအခုလိုမျိုး immune 0.4 second မှာအဓိကကမခန့်နှစ်ပဲတိုင်ပင်ကွက်တိကြအောင်တတိထားအမှကြံတဲ့ assassin တကောင်အနေနဲ့ fan base မြန်တာတို့ global vision ပေးနိုင်တာတို့ fighter ဂိုးလိန်သုံးလို့ရတာတို့စသဖြင့်ကောင်းကွက်တွေနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်အသင်းတွေကတော့သုံးနေအောင်ပါပဲကဲဆိုတော့ကအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဓိကပြောချင်တာကရီဆန်ရှင်းက nav ပေမဲ့ကျန်းနေအောင်ပါပဲပြီးတော့ဒီကောင်းရဲ့အာသာချက်တွေအားနည်းချက်တွေအကြောင်းကိုနည်းနည်းလေးပြပြခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးများအိတ်တင်ပါတယ်နောက်ရက်တွေလဲအခုလိုဗီဒီယိုလေးတွေဆက်တင်ပေးပါမယ် ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ဗောဘိုင်းပိုင်